ကမ္ဘာကျော်နိုင်ငံတက္ကနိုလော်ဂျီကျောင်းထွက်စင်ကာပူနိုင်ငံသားဟာတောင်ကိုရီးယားကိုကိုကင်းဖိတ်တွေမှောက်ခိုသွင်းတဲ့ဂိုင်းကောင်းဆောင်တယောက်ဖြစ်နေတယ်လို့သိရပါတယ်။ဒီကိစ္စကတော့ရုပ်ရှင်ကားဆန်ဆန်ပြောရမှာဖြစ်ပါတယ်။ကိုကင်းနဲ့အတိုမီဒိတ်တက်ပစ္စည်းပါဖိတ်တွေတောင်ကိုရီးယားကိုမှောက်ခိုသွင်းမှုကြိုးပမ်းမှုအတွက်မလေးရှားမှာဖန်ခံရတဲ့စင်ကာပူနိုင်ငံသားဟာနိုင်ငံပညာတက္ကသိုလ်မှာစမှုပညာသင်ကျောင်းသားဖြစ်နေကြောင်းသိရပါတယ်။ အာဗန်နဲ့ကြီးရွှဲမြေရှိအဲ့ဒီစင်ကာပူနိုင်ငံသားဟာပြောရမယ်ဆိုရင်တော့ World Cup ဆိုတဲ့ဒီဇိုင်းဖွင့်ဖို့2019ခုနှစ်မှာကြောင်းတစ်နှစ်နာခဲ့တယ်လို့ဆိုပါတယ်အခုခါအသက်30ကျော်ရှိပြီဖြစ်ပါတယ်သူကရာဇဝတ်ဖွဲ့ရဲ့ဂိုင်းကုန်းဆောင်ဖြစ်တယ်ဆိုပြီးမလေးရှားမှာဆွဲချက်နဲ့ရင်ဆိုင်နေရပါတယ်ဒီရာဇဝတ်ဂိုင်းဖွဲ့ဟာဆိုးမျိုးမှာမွေးစေပါတဲ့ဗိတ်တွေဖြန့်ချီရေးကိုယ့်ရဲ့ထူထောင်မှု အန်ဂိုရီယာရှိတောင်းသားများကိုလူသစ်စုဆောင်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါလေ။တရားစွဲကိုင်းဖွဲ့လှုပ်ရှားမှုကိုတောင်းဂိုရီယာမျိုးသားထောက်လှမ်းရေးအေဂျင်စီ NIS ကပထမဆုံးထောက်လှမ်းသိရှိတာဖြစ်ပါလေ။တန်နဲ့သူ့ပေါင်းပါ၃ဟာတောင်းဂိုရီယာကိုလာစဉ်ကိုကင်းနဲ့တပ်ပစ္စည်းဆွတ်ထားတယ်။ဘိတ်နှစ်တောင်းမှုန်ခုတမှုကြိုးပမ်းခဲ့ပါလေ။ဒီပမာဏကလူပေါင်းနှစ်သန်းခန့်မူရစေသုံးမှုကိုဖြည့်ဆည်းဖို့လိုလောက်တဲ့အလွန်များပြားတဲ့ပမာဏဖြစ်ကြောင်း NIS အေဂျင်စီကပြောပါလေ။ တဟောက်ဆုံး19ရက်နေ့ကတခြားစင်ကာပူနိုင်ငံသား2ဦးနဲ့တူမလေးရှားနိုင်ငံသားတူလည်းပါဝင်ပြီးစီလံခေါမရှိတဲ့စင်ကာဟိုတယ်မှာဖမ်းမိခဲ့တယ်လို့သိရပါတယ်ဒီဟိုတယ်မှာသူတို့ဗိတ်တွေထုတ်ပိုးခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိပါတယ်မလေးရှားဥပဒေစိုးမိုးအေဂျင်စီတွေက NIS ကသတိပေးပါတယ်တန်ပါဝင်မျိုးသား၄ဦးဟာမလေးရှားနိုင်ငံရဲ့အနေရရှိတဲ့မွေးရေးဆေးဝါးအောက်ပရိအောင်မှာကိုကင်း920 mm ပေါ်ကိုသွင်းထုတ်မှုနဲ့ တရားဆွဲခံရပါလိမ့်ပြည်တဲ့ကြခံရမှာကသူတို့အတွက်တည်တံသမှုချိန်တန်တဲ့ထောင်တသက်ဖြစ်နိုင်ပါလိမ့် straight line တဲ့ထောင်သာလေးလောက်မို့ရာတန်ဟာ ndu မှာရှိတဲ့ list တဲ့ engineer electronic စမှုပညာတန်မှတနစ်နာပြီးနောက်သူဟာခေါက်ဆွဲဆိုင်ဖွင့်ခြင်းကအိမ်တော်ကြခါသာအသက်25နှစ်သာရှိပါလိမ့်လုပ်ငန်းမကောင်းလို့ခေါက်ဆွဲဆိုင်ပိတ်နေတဲ့အချိန်တခြားစီးပွားရေးဦးတည်ခဲ့ပါလိမ့် တခြားစီးပွားရေးလုပ်ငန်းတွေအားတန်ကိုစင်ကုန်မှာစားတောက်တဲ့ဖြောင်းမကလုပ်ငန်းတွေကားငှားလုပ်ငန်းတွေနိုင်ကလပ်ပါဝင်ကုမ္ပဏီချုပ်ဒါရိုက်တာဖြစ်သွားဆင်းသွင်းတာပါလေ။ဒါအပြင် သူဟာမလေးရှားမှာတန်ဖန်းခံရတဲ့တည်င်းကိုကြားမိလို့အံ့ဩမိတယ်လို့သူနဲ့တူတွေ့လို့တဲ့စီးပွားရေးမိတ်ဖက်တို့ကပြောပါလေ။ဒီတန်ဟာစကားစမကြပြီးစကားပြောကောင်းလို့ဖြစ်ပါလေ။သူ့ကိုဟိတ်ဟန်ရှိတဲ့သူတို့ကျွန်တော်တို့ကသိကြတာ။နောက်တော့လူပေါင်းမှားသွားတယ်လို့ဆိုပါလေ။ အဲ့ဒီမိုးရေကန်ကောင်းဆောင်ကတောင်ကိုရီးယားကိုမကြံခဏတွားရောက်ခဲ့ပြီးခီးတစ်ခုစီကပုံမှန်အားဖြင့်၃ရက်နဲ့နှစ်ပတ်ကြာကြာတယ်လို့သိရပါတယ်။ဖိတ်သုံးချက်ကတောင်ကိုရီးယားမှာတရားဝင် ဆိုပေမဲ့အသက်၁၉နှစ်အရွယ်တွေကိုရောင်းချမှုပေါ်ပိတ်ပင်ထားပါတယ်။ဒါပေမဲ့ e-secret တွေလုံးဝဝေယောင်မှုကအများပြည်သူကျမ်းမာရေးနဲ့ဘေးကင်းရေးပေါ်ကြီးကျယ်တဲ့ချင်းချမှုတစ်ခု ဖြစ်လာတယ်လို့သိရပါတယ်။ဒီဂိုင်းဖွဲ့မှာចောင်းသားဟောင်းနေတဲ့အများကြီးပါတယ်လို့သိရပါတယ် နောက်ဆုံးသူတို့ကိုစစ်ဆေးမှုရာလူလုံးမွေးစေအတောင်ပေါင်း4958တောင်းဘိတ်ထုတ်ဘူးတတာ3000သိန်းစီရမိခဲ့တယ်လို့သိရပါတယ်